ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ပထဝီဝင်နိုင်ငံရေးနဲ့စီးပွားရေးစစ်တူရင်ခုံပေါ်ကအလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အပြောင်းအလဲတွေအကြောင်းပါပဲဒီကိစ္စမှာ American တရုတ် Russia Ukraine တောင်ကိုရီးယားနဲ့ Philippines တို့လိုနိုင်ငံတွေအလုံးပါဝင်ပတ်သက်နေပြီးကုန်သွယ်ရေးစစ်ရေးနဲ့ဒီပညာနယ်ပယ်တွေမှာတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဆက်တုံ့ပြန်နေကြတာကိုတွေ့ရမှာပါဒီဇလန်းကရှုပ်ထွေးသလိုအဖြစ်အပျက်တွေကလည်းတစ်ခုပြီးတစ်ခုအချိန်ဟုန်နဲ့ဖြစ်ပေါ်နေတာပါ ဒါကြောင့်ကျွန်တော်တို့ဒီအကြောင်းအရာတစ်ခုလုံးကိုအသေးချာနားလည်သဘောပေါက်သွားအောင်ရှင်းပြသွားပါမယ်ဒီဇလန်ရဲ့အဓိကလှုပ်ခတ်မှုကတော့အော်တိုဘာလ15ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတပုတ်ကနေစတင်ခဲ့ပါတယ်။ပြည်တယ်ရဲ့ Daily Telegraph သတင်းစာကဖော်ပြခဲ့တာကတော့ American သမ္မတ Trump ဟာတရုတ်နိုင်ငံကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေပေါ်မှာအခွန်အခ900ရာခိုင်နှုန်းထိအဆမပြေတိုးမြှင့်ကောက်ခံမှုပြင်ဆင်နေတယ်ဆိုတဲ့သတင်းပါပဲ။900ရာခိုင်နှုန်းဆိုတာမနည်းပါဘူး။ဒါဟာကုန်သွယ်ရေးစစ်ပွဲတစ်ခုကိုအပြင်းထန်ဆုံးအဆင့်အထိတိုးမြှင့်လိုက်တာပါပဲ။ ဒါပေမဲ့ဒီစီဇန်မှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တခုပါလာပါတယ်။တမရာထရန့်ကဥရောပနိုင်ငံတွေကိုလည်းသူ့လိုပဲလိုက်လုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။အရေးကြီးဆုံးအချက်ကတော့ဒီလိုအခွန်တွေအများကြီးကောက်လို့ရလာမယ့်ငွေတွေကိုဘာလုပ်မလဲဆိုတာပါပဲ။ထရန့်ရဲ့စီဇန်ကတော့အဲ့ဒီငွေတွေကိုယူကရိန်းအောင်ပွဲရန်ပုံငွေဆိုတဲ့စီမံကိန်းတစ်ခုတည်းကိုတိုက်ရိုက်ထည့်သွင်းပြီးယူကရိန်းစစ်တပ်တွေလက်နက်တွေခဲယမ်းပြီးကြောက်တွေထောက်ပံ့မှုဖြစ်ပါတယ်။ဒီစီဇန်ဟာအကွက်မြင်လို့တဲ့နိုင်ငံရေးခြေလှမ်းတစ်ခုပါ။တစ်ချက်ခုနှစ်ချက်ပြတ်ဆိုသလိုပါပဲ။ တရုတ်ဟာရုရှားကိုကြိတ်ပြီးအကူအညီပေးနေတယ်လို့အမေရိကန်ကယူဆထားတာကြောင့်တရုတ်ရဲ့စီးပွားရေးကိုတိုက်ရိုက်ထိခိုက်စေမဲ့ခွန်တွေနဲ့တိုက်ခိုက်တာပါယူကရိန်းကိုအမေရိကန်ကငွေဘယ်လောက်ထိထောက်ပံ့မလဲဆိုတာကိုရုရှားသမ္မတပူတင်ကစောင့်ကြည့်နေချိန်မှာအခုလိုတရုတ်စီကရတဲ့ပတ်စံနဲ့ယူကရိန်းကိုထောက်ပံ့မယ်ဆိုတာဟာပူတင်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်တာပါပဲအမေရိကန်ကာကွယ်ရေးဝန်ကြီးပီခတ်ကလည်းနေတိုးကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာရုရှားကငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဆက်ပြီးညှင်းဆန်နေမယ်ဆိုရင်အမေရိကန်ကယူကရိန်းကို အမေရိကန်တနိုင်ငံတည်းကသာလုံနိုင်တဲ့နီလန်မျိုးနဲ့ကူညီဖို့အသင့်ပဲလို့ပြက်ပြက်သားသားပြောကြားခဲ့ပါတယ်။ဒီသတင်းတွေထွက်လာပြီးနှစ်ရက်ကြာအော်တိုဘလာ18ရက်နေ့မှာတော့တရုတ်ပြည်မကြီးမှာအကြီးအကျယ်လှုပ်ခတ်သွားခဲ့ပါတယ်။ follower တန်းနှစ်တန်းကျော်ရှိတဲ့တရုတ်စည်ရေးဘလော့ဂါတယောက်ကဗီဒီယိုတစ်ခုတင်လာပါတယ်။သူကသမ္မတထရန့်ကိုကောက်ကျစ်ဆင်းလဲတဲ့သူ၊လိန်ညာတဲ့သူလို့ဒေါသတကြီးအော်ဟစ်ဝေဖန်ခဲ့ပါတယ်။သူပြောတာကထရန့်အစိုးရကယူကရိန်းအောင်ပွဲရန်မုံငွေဆိုတဲ့မကောင်းဆိုးဝါးအကြံအသီးကြီးတစ်ခုကိုလုပ်နေတယ်။ပိုတုံလှုပ်စရာကောင်းတာကအဲ့ဒီရန်မုံငွေက တရုတ်စီကအသက်ကောင်းမဲ့အခွန်တွေကနေလာတာဆိုပြီးပြောခဲ့ပါတယ်။သူကဒါဟာထရမ့်ရဲ့စဉ်းစားဆင်ခြင်ပြီးသားမူဝါဒတစ်ခုမဟုတ်ပဲရွေးကောက်ပွဲမှာမနိုင်လို့စိတ်နာပြီးသူ့ရဲ့ပြိုင်ဘက်တွေကိုစိတ်အနှောက်အယှက်ဖြစ်အောင်လှုပ်ကြံတဲ့ကြံစည်မှုသာဖြစ်တယ်လို့ဆွဆွဲခဲ့ပါတယ်။သူဆက်ပြောတာကတော့တရုတ်ကွန်မြူနတီပါတီ CCP ဟာဒီပြိပခတ်မှာလုံးဝမပါဝင်နိုင်တဲ့နိုင်ငံတကာနိုင်ငံဖြစ်လျက်သားနဲ့ရုရှားကိုငွေကြေးထောက်ပံ့တယ်ဆိုရဲမဟုတ်မမှန်ဆွဆွဲခြင်းနဲ့အတင်းအဓမ္မတွဲချီနေတယ်။ဒါဟာ CCP ပေါ်အညှို့တကြီးလှုပ်ကြံတိုက်ခိုက်တာပဲလို့ဆိုပါတယ်။ နောက်ဆုံးမှာတော့သူက American ဟာတရုတ်နဲ့ဥရောပကြားတရှိုးသွေးခွဲဖို့ကြိုးစားနေပြီးဥရောပကို American တရုတ်ပြိပခါမှာဗတ်ရွေးခိုင်းနေတာလို့သူ့ရဲ့အမြင်ကိုတင်ပြသွားခဲ့ပါတယ်။ဒီ blogger ရဲ့ဒေါသတကြီးတုံ့ပြန်မှုအပေါ်မှာတချို့သော online သုံးဆွဲသူတွေကဒီသတင်းကတကယ့်ကိုစိတ်တက်တက်ကြွစရာပဲ။ဒီ blogger လိုလူတွေဘလောက်ဒေါသထွက်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေလဲဆိုတာက Trump ရဲ့မူဝါဒလမ်းကြောင်းမှန်ပေါ်ရောက်နေပြီဆိုတာကိုတတ်သိပြနေတာပဲလို့ပြန်လဲဝေဖန်ခဲ့ကြပါတယ်။ဒီအခွန်ကိစ္စတွေမဖြစ်ခင်တပတ်လောက် အော်တိုဘာလ9ရက်နေ့မှာတရုတ်ဘက်ကအရင်ဆုံးစတင်လှုပ်ရှားမှုတစ်ခုလုပ်ခဲ့ပါတယ်။တရုတ်ဟာကမ္ဘာကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအပေါ်မှာသူတို့ရဲ့အဓိကလက်နက်တစ်ခုဖြစ်တဲ့မြေရှားသတ္ထုတင်ပို့မှုတွေကိုထိန်းချုပ်ကန့်သတ်မယ်လို့ကြေညာခဲ့ပါတယ်။ရှားပါသတ္ထုဆိုတာကကျွန်တော်တို့ရဲ့လက်ကင်ဖုန်းတွေ၊ကွန်ပျူတာတွေ၊လေယာဉ်တွေ၊ဒုံးကျည်တွေအထိအဆင့်မြင့်ဤပညာပစ္စည်းတိုင်းမှာမရှိမဖြစ်သုံးရတဲ့သတ္ထုတွေပါ။ကမ္ဘာရှားပါသတ္ထုတန့်တင်ထုတ်လုပ်မှုရဲ့90%ရာခိုင်နှုန်းကျော်ကိုတရုတ်ကထိန်းချုပ်ထားတာပါ။ဒါဟာကမ္ဘာထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုတစားကန်လှုပ်လိုက်တာပါပဲ။ ဒီကိစ္စပေါ်မှာသမရထရန့်ကအပြင်းထန်တုံ့ပြန်ခဲ့ပါတယ်။သူကတရုတ်နဲ့ကုန်သွယ်ရေးဆက်ဆံမှုလုံးဝဖျက်တောက်လိုက်ဖို့အထိစဉ်းစားနေတယ်လို့တောင်ပြောခဲ့ပါတယ်။ထရန့်ရဲ့တုံ့ပြန်မှုကအရန်ပြင်းထန်သွားတဲ့အတွက်တရုတ်အာဏာပိုင်တွေချက်ချင်းနောက်ဆုတ်သွားခဲ့ပါတယ်။တင်ပို့မှုထိန်းချုပ်တယ်ဆိုတာကလုံးဝတင်ပို့ခွင့်ပိတ်လိုက်တာမဟုတ်ပါဘူးဆိုပြီးစကားကိုပြန်ပြင်ပြောခဲ့ရပါတယ်။အမေရိကန်ကစိတ်ကန်းကုန်တွေကောက်တာတရုတ်ရဲ့တင်ပို့တိဆောက်ရေးလုပ်ငန်းတွေကိုပိတ်မှတ်ထားတာတွေလှုပ်လာတဲ့အခါ CCP တရုတ်ကွန်မြူနတီပါတီဟာလက်တုံ့ပြန်မှုနီးလန်းတွေအမြန်ရှာခဲ့ပါတယ်။ ပထမတက်တုံ့ပြန်မှုကတော့အော်တိုဘာလ10ရက်နေ့မှာ CCP ကကြေညာပါတယ်။ American Buy American ကလုပ်ငန်းလေပတ်တဲ့ဒါမှမဟုတ် American အလံလွှင့်ထူထားတဲ့သင်းမော့တွေအပေါ်အခွန်အပိုကောက်မယ်ဆိုပြီးတော့ပါ။ဒါပေမဲ့တရုတ်စိတ်ကန်းတွေကိုဝင်တဲ့ American သင်းမော့ရေအတွက်ကအရန်နှဲပါတဲ့အတွက်ဒီလက်တုံ့ပြန်မှုဟာဟန်ပြတတ်တာဖြစ်ခဲ့ပြီးဘာမှထိအောင်မှုမရှိခဲ့ပါဘူး။ဒုတိယလက်တုံ့ပြန်မှုအနေနဲ့ဒီနေရာမှာဇလန်းကပို့ပြီးရှုပ်ထွေးသွားပါတယ်။ CCP ဟာရှာရှာပပလောက်ရတဲ့ခုကိုလှုပ်လာပါတယ်။အဲ့ဒါကတော့တောင်ကိုရီးယားရဲ့ကာကွယ်ရေးလုပ်ငန်းစုတီဖြစ်တဲ့ ဟန်ဟွာကိုပိတ်ဆို့အရေးယူလိုက်တာပါပဲ။အော်တိုဘားလ14ရက်နေ့မှာတရုတ်ကဟန်ဟွာရဲ့တင်မောတိဆောက်ရေးကုမ္ပဏီခွဲဖြစ်တဲ့ဟန်ဟွာ Ocean လောက်ကအမေရိကန်နဲ့ပတ်သက်နေတဲ့ကုမ္ပဏီခွဲ၅ခုကိုပိတ်ဆို့လိုက်ပါတယ်။ဒီကုမ္ပဏီတွေနဲ့ကုန်သွယ်မှုလုပ်တာပူးပေါင်းဆောင်ရွက်တာတွေအားလုံးကိုတားမြစ်လိုက်ပါတယ်။ဘာကြောင့်ဟန်ဟွာကိုပြစ်မှတ်ထားတာလဲ။တရုတ်ကပေးတဲ့အကြောင်းပြချက်ကတော့ဒီကုမ္ပဏီတွေဟာတရုတ်ရဲ့ပင်လယ်ရေကြောင်းနဲ့တင်မောတိဆောက်ရေးလုပ်ငန်းတွေပေါ်အမေရိကန်အစိုးရကလုပ်နေတဲ့စုံစမ်းစစ်ဆေးမှု session 301 investigation တွေကိုကူညီထောက်ပံ့ခဲ့လို့ပါပဲ။တနည်းအားဖြင့်မင်းတို့ကငါတို့ရဲ့ရန်သူကိုအမေရိကန်ကိုကူညီတယ်ဆိုပြီးအပြစ်ပေးလိုက်တာပါ။ဒီနေရာမှာအလွန်စိတ်ဝင်စားစရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာပါတယ်။တရုတ်ကဟန်ဝါကိုပိတ်ဆို့ရေးယူတောင်းကြေညာလိုက်တဲ့အဲ့ဒီနေ့မှာပဲဟန်ဝါကုမ္ပဏီရဲ့ကိုယ်စားလှယ်တစ်ယောက်ကအမေရိကန်စစ်တပ်အသင်းအစည်းအဝေးတစ်ခုမှာသတင်းတစ်ခုကိုကြေညာလိုက်ပါတယ်။အဲ့ဒါကတော့ဟန်ဝါဟာဖိလစ်ပိုင်နိုင်ငံကိုတင်းမောဖြတ်ပယ်ဒိန်းတုံးကြီးစနစ်တွေရောင်းချတော့မယ်ဆိုတဲ့သတင်းပါပဲ။ ဒါဟာမတော်တဆတိုက်ဆိုင်မှုလုံးဝမဟုတ်ပါဘူး။ဒါဟာနိုင်ငံရေးအရာအလွန်တိကျတဲ့တုံ့ပြန်မှုပါ။တရုတ်နဲ့ရေပိုင်နဲ့အငင်းပွားမှုတွေအပြင်းထန်ဖြစ်နေတဲ့ဖိလစ်ပိုင်ကိုရွေးချယ်ခဲ့တာပါ။တရုတ်ရဲ့ရေတပ်ကိုတိုက်ရိုက်ချင်းချောင်းနိုင်တဲ့တင်းမော့ဖြတ်ဒုံးကြီးကိုရောင်းချတာပါ။ဟန်ဝါရဲ့သတင်းစကားကရှင်းလင်းပါတယ်။မင်းတို့ငါတို့ကိုပိတ်ဆို့အရေးယူလား။ရတယ်။ငါတို့ကမင်းတို့ရဲ့အဓိကရန်ပတ်နိုင်ငံကိုလက်နက်တပ်ဆင်ပေးလိုက်မယ်ဆိုတာပါပဲ။ဒီသတင်းတွေရဲ့အကျိုးဆက်ကလည်းလက်ငင်းချက်ချင်းပါပဲ။တရုတ်ကပိတ်ဆို့ကြောင်ကြင်ညာတဲ့နေ့မှာပဲ။ ဟန်ဝါအိုရှင်ရဲ့ stock share တွေထိုးကျသွားခဲ့ပါတယ်။ဒါပေမဲ့ဖိလစ်ပိုင်ကိုလက်နက်ရောင်းမဲ့တရင်ထွက်လာပြီးနောက်တနေ့မှာပဲဟန်ဝါရဲ့ stock ဈေးက1.8000ကျပ်လုံးပြန်တက်လာခဲ့ပါတယ်။သုံးသက်သူတွေကတော့ဒီပိတ်ဆို့မှုတွေကြောင့်ဂျင်းနီမြုံနယ်မှုတွေကိုစိုးရိမ်ခဲ့ပေမဲ့အမေရိကန်တရုတ်ပြည်ပခါကပိုကြီးလာလေလေကမ္ဘာတဝန်းမှာရေတက်သင်္ဘောတွေနဲ့လက်နက်တွေရဲ့ဝယ်လိုအားပိုများလာလေလေဖြစ်ပြီးဟန်ဝါလိုကာဝေးကုမ္ပဏီအတွက်အခွင့်အလမ်းပိုများလာနိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒါကြောင့်တရုတ်ကဟန်ဝါကိုမျက်စိကျနေတာလေ။ တရုတ်ကဟန်ဝါကိုပိတ်ဆို့မှုလုပ်လိုက်တဲ့ကိစ္စကိုအပေါ်ယံကြည့်ရင်ရိုးရှင်းနဲ့ထင်ရပေမဲ့တကယ်တမ်းနက်နက်ဆိုင်ဆိုင်လေးလာကြည့်ရင်ပိုပြီးစိတ်ဝင်စားကြကောင်းတဲ့အချက်တွေတွေ့ရပါလိမ့်မယ်။တကယ်တမ်းပိတ်ဆို့တာဘယ်နေရာကိုလဲ။တရုတ်ကဟန်ဝါကိုပိတ်ဆို့တာဟာတရုတ်ပြည်မှာကြီးထဲမှာရှိတဲ့ဟန်ဝါရဲ့လုပ်ငန်းကြီးတွေဥပမာအေယာမဆိုလာပြားစက်ရုံတွေအာမကန်လုပ်ငန်းတွေကိုတိုက်ရိုက်ပိတ်တာမဟုတ်ပါဘူး။သူတို့ကဟန်ဝါရဲ့အမေရိကန်မှာရှိတဲ့ကုမ္ပဏီကွဲ၅ခုလောက်ကိုပဲကန့်တတ်လိုက်တာပါ။ဒီကုမ္ပဏီကွဲတွေကတရုတ်နဲ့တိုက်ရိုက်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတာလည်းမရှိပါဘူး။ တကယ်လို့တရုတ်ကဟန်ဝါကိုအပြင်းထန်တိုက်ခိုက်ခြင်းနဲ့စီးပွားရေးရတန်ခတ်ခြင်းနဲ့ဆိုရင်တရုတ်ပြည်တဲကဟန်ဝါရဲ့ကြီးမားတဲ့လုပ်ငန်းတွေရဲ့တကားကိုချက်ချင်းလာပိတ်မှာပါဒါပေမဲ့တရုတ်ကအဲ့ဒီလိုမလုပ်ရဲခဲ့ပါဘူးဘာကြောင့်လဲဆိုတော့စိုးရိမ်မှုတွေရှိနေလို့ပါတရုတ်ဟာစီးပွားရေးနှိပ်ကွေ့မှုတန်ခံနေရတဲ့အချိန်မှာတောင်ကိုရီးယားကုမ္ပဏီတော်တော်များများကတရုတ်ပြည်ကနေစီးပွားရေးတွေရုပ်သိမ်းပြီးထွက်ခွာနေကြပါပြီတရုတ်ကအချိန်တွေကိုပို့ပြီးရှုပ်ထွေးအောင်ပို့ပြီးစိုးရအောင်မလုပ်ရဲတော့ပါဘူးအဲကြောင့်ဒီဟန်ဝါပိတ်ဆို့မှုဟာအပြစ်ပေးတာထက် တတိပေးတာတတ်တတ်တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။တရုတ်ကိုတကယ်စိုးရိမ်ပူပန်သေးတဲ့အရာကဟန်ဝါတစ်ခုလည်းမဟုတ်ပါဘူး။အဲ့ဒါကတော့မာဆာလို့ခေါ်တဲ့အမေရိကန်နဲ့တောင်ကိုရီးယားတို့ပူးပေါင်းဆောင်ရွက်မဲ့စီမံကိန်းကြီးတစ်ခုလုံးကိုပါ။လက်ရှိချိန်မှာအမေရိကန်ရဲ့သင်္ဘောတိစောက်ရေးလုပ်ငန်းဟာလုံးဝပြိုလဲနေပါတယ်လို့ပြောရပါမယ်။ဒုတိယကမ္ဘာစစ်ပြီးကသာကဆိုရင်ကမ္ဘာကုန်သွယ်ရေးသင်္ဘောတွေရဲ့60%ရာခိုင်နှုန်းကိုအမေရိကန်ကတိစောက်ခဲ့တာပါ။ဒါပေမဲ့2024ခုနှစ်မှာတော့ကမ္ဘာဈေးကွက်ရဲ့3.1%ရာခိုင်နှုန်းကိုပဲတိစောက်နိုင်ပါတော့တယ်။ တစ်နှစ်ကိုကုန်သွယ်ရေးသင်္ဘော90တောင်မပြေပါဘူး။ဒါဟာအမေရိကန်ရဲ့စီးပွားရေးအတွက်သာမကပဲစီးရေးအတွက်ပါအကြီးအကျယ်စိုးရိမ်စရာဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ရေတပ်သင်္ဘောတည်ဆောက်နိုင်တဲ့ကအမေရိကန်ထက်အများကြီးတာလွန်နေလို့ပါ။တရုတ်ဟာအမေရိကန်ထက်၃ဆပိုမြန်မြန်ပြီးသင်္ဘောတည်ဆောက်နိုင်ပါတယ်။ဒါကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကိုပြန်လည်နှုတ်ထစေဖို့အတွက်မာဆာစီမံကိန်းကိုစတင်ခဲ့တာပါ။ဒါပေမဲ့အမေရိကန်မှာဒီနည်းပညာနဲ့လုံတိုင်းအင်အားကလုံးဝမရှိတော့ပါဘူး။ လက်ရှိကမ္ဘာသင်္ဘောတိဆောက်ရေးဈေးကွက်ကိုဘယ်သူတွေလွှမ်းမိုးထားလဲဆိုရင်တရုတ်က96ရာခိုင်နှုန်းတောင်ကိုရီးယားက23ရာခိုင်နှုန်းရှိပါတယ်တရုတ်ကသင်္ဘောတွေကိုအရေးအတွက်များများတိဆောက်တဲ့နေရာမှာထိတ်ဆုံးကပါဒါပေမဲ့တောင်ကိုရီးယားကတော့ LNG သင်္ဘောတွေလိုမျိုးအဆင့်မြင့်နည်းပညာဆုံးသင်္ဘောတိဆောက်မှုမှာကမ္ဘာထိပ်သီးဖြစ်နေပါတယ်ဒီနေရာမှာပဲအမေရိကန်နဲ့တောင်ကိုရီးယားတို့အပေးအယူသဘောတူညီမှုတစ်ခုရသွားခဲ့တာပါဒီမှာစာစီမံကိန်းမှာတောင်ကိုရီးယားကနေပါဝင်မဲ့အချက်လက်တွေကတရုတ်ကိုတကယ်ကောင်းကြိုက်စေပါတယ် တောင်ကိုရီးယားကအမေရိကန်ဒေါ်လာဘီလီယံ150တန်ဖိုးရှိတဲ့ရန်ပုံငွေနဲ့အမေရိကန်မှာယင်းနှိမ့်နိုင်ပါမယ်တောင်ကိုရီးယားရဲ့ကုမ္ပဏီကြီး၃ခုဖြစ်တဲ့ဟန်ဝါဟွန်တိုင်းနဲ့ဆမ်ဆန်တို့ကရှေ့တန်းကနေပါဝင်လာပါမယ်။ဒီကုမ္ပဏီကြီးတွေကအမေရိကန်မှာသင်္ဘောချင်းတွေအစ်တလာဆောင်မယ်။ဒါမှမဟုတ်ရှီပီးသားသင်္ဘောချင်းတွေကိုဝယ်ယူပြီးအဆင့်မြင့်တင်ပါမယ်။အမေရိကန်အလုပ်သမားတွေကိုနှီးပညာလွှဲပြောင်းပေးမယ်၊လေ့ကျင့်ပေးမယ်။ဒါဟာသင်္ဘောတည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံးကိုပြန်လည်မွေးဖွားပေးလိုက်တာနဲ့တူပါတယ်။၁အမေရိကန်အတွက်ဘာရမလဲ။ သူတို့ရဲ့ရေတပ်အတွက်လိုအပ်တဲ့သင်္ဘောတွေကိုအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်စွမ်းကိုရရှိလာပါမယ်။ဒါဆိုရင်တရုတ်ရဲ့ရေတပ်အင်အားတိုးချဲ့မှုကိုအခုကစပြီးတဖြည်းဖြည်းပြန်လည်ရှင်ပြိုင်နိုင်စွမ်းရှိလာပါမယ်။နှစ်တောင်ကိုရီးယားအတွက်ရောပါရမလဲ။တောင်ကိုရီးယားဟာကမ္ဘာစည်းကွက်မှာတရုတ်ရဲ့နောက်ဒုတိယနေရာမှာရှိနေရတာကိုမကျေနပ်ပါဘူး။အခုလိုမျိုးအမေရိကန်နဲ့ပူးပေါင်းပြီးအမေရိကန်ရဲ့စီးရီးနဲ့ကုန်သွယ်ရေးစံနှုန်းတွေနဲ့ညီသင်္ဘောတွေတည်ဆောက်ပေးလိုက်ခြင်းအဖြစ်သူတို့ဟာတရုတ်ကိုကြော်တက်ပြီးကမ္ဘာထိပ်သီးသင်္ဘောတည်ဆောက်ရေးနိုင်ငံအဖြစ်ပြန်လည်ရပ်တည်ဖို့မျှော်လင့်နေပါတယ်။ ဒီလိုမျိုးအမေရိကန်နဲ့တောင်ကိုရီးယားတို့စစ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ပြီးတရုတ်ရဲ့လွှမ်းမိုးမှုကိုစိန်ခေါ်လာတဲ့အခါမာဆာစီမံကိန်းမှာအဓိကပါဝင်နေတဲ့ဟန်ဝါကိုတရုတ်ကသတိပေးတဲ့အနေနဲ့ပိတ်ဆို့မှုလုပ်လိုက်တာဟာအံ့ဩစရာမရှိတော့ပါဘူး။တရုတ်ကဒီစီမံကိန်းကြီးတစ်ခုလုံးကိုရပ်တန့်စီတင်လို့ပါပဲ။ဒါဟာတရုတ်အကြောက်ဆုံးအချက်ပါပဲ။ဟန်ဝါဟာဒီမာဆာစီမံကိန်းမှာအဓိကကစားသမားပါ။သူတို့ဟာပြီးခဲ့တဲ့ဒီဇင်ဘာလကအမေရိကန်ရဲ့ဖီလန်ဒဲလ်ဖီးယားသင်္ဘောချင်းကိုဝယ်ယူခဲ့ပြီးအမေရိကန်သင်္ဘောချင်းကိုဝယ်ယူတဲ့ပထမဆုံးတောင်ကိုရီးယားကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ဟန်ဝါဟာအမေရိကန်ရေတပ်အတွက်သင်းမောပြုပင်ထိမ့်သိရေးစာချုပ်၃ခုတောင်ရရှိထားပြီးပါပြီ။ဒါကြောင့်တရုတ်ကဟန်ဝါကိုပိတ်ဆို့အရေးယူတာဟာဟန်ဝါကအမေရိကန်ရဲ့စုံစမ်းစစ်ဆေးမှုကိုကူညီလို့ဆိုတာထက်အမေရိကန်ရဲ့ရေတပ်အင်အားကိုပြန်လည်တည်ဆောက်ပေးမယ်ဒီမာစာစီမံကိန်းကြီးတစ်ခုလုံးကိုနှောက်ရှက်ဖျက်ဆီးလိုတဲ့ရွေချက်ကပို့ပြီးကြီးမားနေပါတယ်။ဇလန်းကိုရှားပါတတုကိစ္စနဲ့ပြန်အဆုံးတက်ကြရအောင်ပါ။တရုတ်ကရှားပါတတုကိုလက်နက်တပ်ဖွဲ့အုံပြုပြီးကဘာကိုချိမ့်ချောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီချိမ့်ချောက်မှုကဘလို့အကျိုးသက်ရောက်မှုရှိသွားလဲ။ အမေရိကန်ကုန်သွယ်ရေးကိုယ်တော်လှယ်ဂျေမီဆန်ဂရီယာကဒီကိစ္စကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ပထမဆုံးပြောတာကရှားပါတတ္ထုတွေကတကယ်မရှားပါပါဘူး။ဂရီယာပြောတာကရှားပါတတ္ထုတွေဟာနမည်သာရှားပါတာ။တကယ်တမ်းကမ္ဘာနေရာအနှံ့မှာတွေ့နိုင်ပါတယ်တဲ့။အမေရိကန်၊ကနေဒါ၊အာဂျင်တီးနားမှာလည်းအများကြီးရှိပါတယ်။ပြဿနာကတန့်စင်တဲ့လုပ်ငန်းစဉ်ကိုပဲတရုတ်ကထိန်းချုပ်ထားတာပါ။နောက်ပြီးအမေရိကန်နဲ့မဟာမိတ်တွေကကိုယ်တိုင်လုပ်နေပါပြီ။တရုတ်ရဲ့ချိန်ချောင်းမှုကအမေရိကန်နဲ့မဟာမိတ်တွေကိုနိုးထစေခဲ့ပါတယ်။အမေရိကန်ဟာအလက်စကာပြည်နယ်က Ambla Rock လို့နေရာမျိုးမှာတတ်ထုတူဖော်ရည်တွေစတင်နေပါပြီ JP Morgan Bank ကြီးက American ရဲ့အရေးကြီးထုတ်ကုန်ထုတ်လုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုဒေါ်လာ1.5 trillion ရန်ပုံငွေကြီးတစ်ခုထူထောင်လိုက်ပါတယ် American ဟာ Australia နဲ့ဓာတ်ရိုက်ပူးပေါင်းဆောင်ရွက်မှုတွေအချိန်မြင့်လိုက်ပါတယ်အရင်က Australia ကထွက်တဲ့တတ်ထုတွေဥပမာ Lithium 90ရာခိုင်နှုန်းဟာတန့်စင်ဖို့အတွက်တရုတ်ကိုပဲအမြဲတမ်းပို့ရပါတယ်အခုတော့ American ကออสเตรเลียคอมมูนิตี้ริซีကနေဓာတ်ရိုက်ဝယ်ယူပြီးတရုတ်ကိုမိခုံမှုရှော့ချတော့မှာဖြစ်ပါတယ် ဒီနေရာမှာအရေးကြီးဆုံးအချက်ရောက်လာပါတယ်။ American ရဲ့လက်တုံ့ပြန်အခွန်ကောက်ခံမှုတွေက November လတရက်နေ့မှာစတင်မှာပါ။တရုတ်ရဲ့ရှားပါတထုတင်မှုမှုကန့်သက်ချက်တွေက November လ၈ရက်နေ့ကျမှစတင်မှာပါ။ဆိုလိုတာကတရုတ်ရဲ့ချင်းချမှုမစတင်ခင်တပတ်အလိုမှာပဲတရုတ်ဟာ American ရဲ့ကုန်သွယ်ကွန်တန်ကိုအရင်ခံရတော့မှာဖြစ်ပါတယ်။ဒါကြောင့်တရုတ်ရဲ့ရှားပါတထုချင်းချမှုဟာလုံးဝအရာမထင်တော့ပဲကိုယ်ကုန်သိက္ခာကိုကြသိပြီးကိုယ်ပေါ်ဖိအားတွေပိုရောက်အောင်လှုပ်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ American ကုန်သွယ်ရေးကိုယ်တိုင်ကရိယာက တရုတ်ကကဘာကြီးအတွက်ယုံကြည်လို့မရတဲ့မိဖက်တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကဘာကြီးကလည်းသူတို့နဲ့လက်တွဲဖြုတ်ရပါလိမ့်မယ်။ကျွန်တော်တို့ကလမ်းခွဲနေတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုတရုတ်စီကနေအမြန်ဆုံးခွဲထုတ်ပြီးအန်ဒရယ်ရှော့ချဖို့တော့အတူတကွလှုပ်ဆောင်ရလိမ့်မယ်လို့ပြောခဲ့ပါတယ်။သုံးသက်သူတွေကတော့တမရထရန့်ရဲ့ရက်တီချက်ဟာပိုပြီးရှင်းလင်းလာတယ်လို့ဆိုပါတယ်။သူဟာတရုတ်နိုင်ငံနဲ့အာနာရှင်တရုတ်ကွန်မြူနတီပါတီ CCP ကိုခွဲခြားဆက်ဆံနေပါတယ်။သူ့ရဲ့ပြစ်မှတ်ဟာ CCP အစိုးရဖြစ်ပြီးဒါဟာ CCP ကအမုန်းဆုံးတဲ့အကြောက်ဆုံးအရာပါပဲ။ ်အမေရိကန်ဥရောပဩစတြေးလျဂျပန်တို့ဟာရှားပါတရုထုတ်လုပ်ရင်းနဲ့တန့်တင်ရင်းမှာပူးပေါင်းဆောင်ရွက်မှုတွေအရှိန်အမြင့်ဆုံးဖြစ်လာပြီးတရုတ်ပေါ်မိခိုမှုကိုအမြန်ဆုံးလျှော့ချနိုင်တော့မှာဖြစ်ပါတယ်အမေရိကန်တောင်ကိုရီးယားဂျပန်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကအမေရိကန်ရဲ့ရေတပ်အင်အားကိုပြန်လည်တည်ဆောက်နိုင်စေပြီးတရုတ်ကိုတံပြန်နိုင်စွမ်းရှိလာစေပါတယ်ရှားပါတရုချင်းချောက်မှုကကမ္ဘာကြီးကို CCP ရဲ့လူမိုက်ဆန်တဲ့အပြုမှုကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်သွားစေခဲ့ပါတယ် CCP ဟာကမ္ဘာကြီးကိုတစားကန်လှုပ်ဖို့ကြိုးစားခဲ့ပေမဲ့ အမေရိကန်ရဲ့စနစ်ကြတဲ့တံပြန်တိုက်ခိုက်မှုအောင်မှာအလွယ်တကူကြာရှုံးသွားခဲ့ရတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။